ပြန်နေခံစားဖယ်ရေးမင်းတိ့ချိန်တိုင်းပါဒီနေ့မှာတော့ကျွန်တော်တို့ယောက်ကဖျက်တော့ဖူးကြမှာပဲဖြစ်ပါတယ်ခင်ဗျာ။အမ်ကျွန်ရင်အာမြန်မာဝတ်စုံလဲမိုးရတာကြာပြီးမြန်မာဝတ်စုံလဲဒီအပိုင်းမြန်မာဝတ်စုံလေးပွတ်ပြီးတော့အဆိုးလေးနဲ့ဓပုံလဲရိုက်ချင်နေကြတယ်ဆိုတော့ အာဒီနားမှာကျွန်တော်တို့အာနီနီနနာယထာလေးနဲ့ဖျားသွဖူးလို့ရတဲ့နေရာလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ဒါဖျားဖို့သွားကြမှာပေါ့နော်အဲ့တော့အာဖျားဖို့မသွားခင်အိမ်မှာပြင်ဆင်စရာလေးရှိတာပြင်ဆင်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာတကယ်ရှိနေမှာဆိုတော့ပြန်မှန်းနေမှာဆိုတော့ဒီနေ့ဆောင် ဒါဆိုကျွန်တော်နဲ့တူဖျားလိုက်ဖို့ကြပါအောင်ခင်ဗျာကဲသွားကြမှာခင်ဗျာလိုက်ခဲ့ကြပါခင်ဗျာလာရထားနဲ့သွားမလို့ပေါ့နော်ဒါပေမဲ့ရထားကထွက်သွားတယ်ကျွန်တော်တို့နည်းနည်းနောက်ကျသွားတယ်ဆိုတော့ကားငါထတာကားဆောင်ရင်လည်းမင်းဆက်စားနေကြပါတယ်ခင်ဗျာ ျွန်တော်နှစ်ယောက်စလုံးကခီးမသွားခင်တညမှာအေးရေးပြတ်ထားကြတယ်ပေါ့နော်ခီးသွားဖို့ကလည်းနောက်နေ့သွားမယ်ဆိုတာညမှာပဲတကယ်ချင်းကသူနဲ့အတူတူသွားမယ်လိုက်ခဲ့ဆိုတာနဲ့ကျွန်တော်ကလိုက်သွားတာဆိုတော့ကောက်ခံငင်းကဖြစ်သွားတာပေါ့နော်ကျွန်တော်ဘုရားရောက်ပြီပေါ့နော်အာဒီဥစားမြန်မာဝတ်စုံလေးလဲလက်ပေါ့နော်ဆိုတော့ကာမှုကြီးအချင်းနေပါတယ်ကျွန်တော်လည်းအချင်းနေပါတယ်ဘုရားနည်းနည်းလေးလက် ဒီနေ့ဒီနေ့ပဲတော့မှာတော့မယ်ဖရားနာမည်ကိုပြပါဦးခင်ဗျာကျွန်တော်တို့နကော့ပထုံမှာရှိရဲ့ဖရားဖတ်တော်ဖရားကိုကျွန်တော်ပေါင်းလေးစပ်ဖို့မှာပါတိုက်ခဲ့ကြပါခင်ဗျာအခုလောလောဆယ်တော့ကျွန်တော်တို့မဝတ်စုံတွေပါလဲလိုက်ပါဦးခင်ဗျာအဲ့မှာကျွန်တော်ရုပ်ကိုယ်တိုင်ကြည့်တော့အရေးအပြည့်ကားအောင်မှုဆိုတော့မျက်နှာမုံတုံးနေတာပဲ။ ဟယ်လိုဒီနေ့ဆင်းပြေလားညီလေးဆင်းပြေဘာဖြစ်လို့လဲဗျာပြောပေါ့ကားလည်းမူးနေတယ်ပြေးပြေးဖြစ်ပြီးတော့ပြန်လည်းအချင်းနော်ဒါမဲ့လို့ရောက်ပြီဆိုတော့ငါတို့ဆောင်လဲဝတ်ပြီးတော့မှစီဒီမှာငါတို့ဆောင်နေတဲ့တပ်ပေါ်ရိုက်လိုက်ပါဦးနော်ကျေးဇူးတင်လိုက်ပါတော့ဗျာโอเคပါခင်ဗျာလိုက်ခဲ့ကြပါဦး ဒီနကပ်ပထုံမှာလဲစရာတွေအများကြီးရှိရပါတော့။ဒါပေမဲ့ကျွန်တော်တို့အတိအကဒီဖျားကိုဒီစီဒီကိုပဲလာခဲ့တာပေါ့နော်။ဒီမှာကျွန်တော်တို့တိုက်ပုံလေးနဲ့လည်းရိုက်မယ်မြန်မာဝတ်စုံလေးနဲ့ရိုက်မယ်ဆိုတဲ့အစီအစဉ်နဲ့ပါ။ဒါတော့မြန်မာဝတ်စုံနဲ့ခင်ရနေပဲမျိုးသားနေရပေါ့နော်။ဟုတ်ပါလေ။ကျွန်တော်မြန်မာဝတ်စုံမဝရတယ်တော်တော်ကြာပြီဆိုတော့ခုမြန်မာဝတ်စုံဝတ်ထားတဲ့အခါကျတော့နည်းနည်းခင်ရနေတယ်လို့ခံစားနေရပါခင်ဗျာ။ ဖျားဖို့ကိုဇေဒီဘောပေါ့နော်မြန်မာဝိဆောင်နဲ့ပြည့်တက်မတက်တော့မသိသေးဘူးပေါ့ကျွန်တော်တို့လဲပြီးပေါ့နော်တကယ်လို့ပြင်မတက်ဘူးဆိုတော့ဝိဆောင်ပြန်ပြောင်းအောင်ပေါ့နော်ကဲအခုတော့ဇေဒီဘောမှာတော့ပူရင်နဲ့တပ်ပုံလေးတွားရလိုက်ပါမယ်ခင်ဗျာအားလုံးကြိုလိုက်ကြပါခင်ဗျာအနောက်မမြင်ရတာကတော့ကျွန်တော်တို့လာရောက်ဖူးမြော်တဲ့အာနကော့ပထုံကစီဒီပဲဖြစ်ပါတယ်ခင်ဗျာစီဒီနာမည်ခင်ဗျာအာစီဒီနာမည်က ဝတ်ဖတ်တော့ဟာတော့ဖတ်တော့ဟောဟောတော့တော့ဖရာဖတ်တော့ဖရာဖတ်တော့သူဇေယျနာမည်မှတ်ခိုင်းထားတယ်သူအဲ့ဇေယျနာမည်တလုံးတော့မှတ်တယ်အာကျွန်တော်ငါရိုက်မှာတော့တိုက်ပုံနဲ့လည်းရိုက်မယ်ပေါ့နော် အပေါ်နဲ့ရိုက်ချင်တာဆိုတော့အပေါ်ရောက်မှသူတို့တကယ်လို့လဲခွင့်ပေးတယ်ဆိုရင်လဲလို့ရတဲ့နေရာမှာလဲပြီးတော့မှကျွန်တော်တို့ရိုက်ပါမယ်ခင်ဗျာခုလောဆယ်တော့တိုက်ပုံကတော့ဘူးလို့မဝဲသေးဘူးပေါ့နော်အဲတော့ကျွန်တော်တို့နှစ်ယောက်နဲ့အတူတူလိုက်ပြီးတော့ဖူးမြော်ချပါပါခင်ဗျာကျွန်တော်တို့ရဲ့ပထမအစီအစဉ်ကနကော့ပထုံကိုရထားနဲ့လာဖို့ပေါ့နော်ဒါပေမဲ့ရထားကမမီဘူးဆိုတော့ကျွန်တော်ကားနဲ့လာတယ် ရထားတွေကတနအီ45မိနစ်လောက်စီးရပေမဲ့ကားတွေကတော့တနအီလောက်ပဲစီးရပါတယ်ခင်ဗျာဘန်ကောက်ကနေနှကော့ပထုံထိဖို့ပေါ့နော်ဖះကတော့မြင်ရတဲ့အတိုင်းပဲအရန်တက်ပြပါတယ်ဒီခဲမှာကောမဓာတ်ပုံရဲ့ဆန်နေရာတွေအများကြီးရှိရပါတော့ကဲဒါကတော့ကျွန်တော်တို့တယောက်တည်းလက်ဟိုရိုက်ဒီရိုက်ဒီရဲ့ဟိုရိုက်ဓာတ်ပုံလေးရိုက်နေကြပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပထမဦးဆုံးလဲထားတဲ့မြန်မာဝတ်စုံပေါ့နော်ပြီးမှပဲကျွန်တော်တို့တိုက်ပုံလေးနဲ့လဲပြီးရိုက်မယ်လို့ကျွန်တော်တို့စစ်ကူထားပါတယ်ခင်ဗျာ ါပေမဲ့ကျွန်တော်တို့တိုက်ပုံနဲ့လည်းမရက်ခဲ့ရပါဘူးခင်ဗျာပြီးတော့မြန်မာဝုစုံနဲ့လည်းဒီလောက်ပဲရိုက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီနေ့ blog ကဒီလောက်မှာပဲပြီးဆုံးသွားပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်ကြောင့်ပေါ့နော်ကျွန်တော်ကအရန်အေးပြက်တာတွေရောကားမှုတာတွေရောဘိုက်စာတာတွေရောအာစုံသွားတာပဲပြီးတော့ကျွန်တော်စိတ်ကလုံးဝမကြည်နေဘူးပေါ့နော်ဖြစ်ကျွန်တော်အိမ်ထဲကနေရလဲအရန်ပူတယ်ကျွန်တော်ရဲ့အကူကြီးကလည်းနေပူတယ်နေပူတယ်နေပူတယ်ပြောနေရောကျွန်တော်ကလည်းစိတ်မရှိဘူးပေါ့နော်အဲ့ဒါကျွန်တော်က okay အဲ့ဆိုလည်းမရရင်တော့ဆိုပြီးတော့ အဲ့လောက်လေးကနေစပြီးတော့ကျွန်တော်တို့တယောက်တစ်ခွန်စကားများချတာပေါ့နော်ကျွန်တော်ပြောတယ်ရောက်ပြီဆိုမှတော့နေပူလေးရိုက်ပေါ့ဘာဖြစ်လဲအဲဆိုတော့သူကကျတော့ပါလာတဲ့တငယ်ချင်းကိုအားနာတယ်သူကရိုက်ပေးနေရဗာညာနဲ့ဆိုတော့အဲကနေစပြီးတော့စကားများလိုက်တာဘလော့လည်းမရိုက်ခဲ့ရသလိုအဲ့ဒီနေမှာဓာတ်ပုံလည်းမရိုက်ခဲ့ရပါဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့ရန်ဖြစ်တယ်ဆိုတာက အလောက်လေးပါပဲခင်ဗျာကျွန်တော်တို့ဓာတ်ပုံနေပရီယိုတွေကမရိုက်တော့တာပေါ့နော်ဒီစီဒီမှာလည်ပြီးတော့ကျွန်တော်တို့နေ့လည်စာစပြီးတော့တခြားဒီနကော့ပထုံရောက်တုံးတခြားနေရာတွေပါကျွန်တော်တို့ဝင်လည်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဂျန်တဲ့နေရာတွေအားလုံးကိုကျွန်တော်လုံးဝဘလော့ရောဓာတ်ပုံရောမရိုက်ခဲ့ကြပါဘူးခင်ဗျာတယောက်နဲ့တယောက်စိတ်ကောက်ပြီးတော့အပြန်မပြန်တည့်သွားကြပါရယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီနေ့ပြန်သွားမှာလဲခင်ဗျာအဲ့ဒါပြန်ပြန်ပြန်လိုက်ပြီးတော့ကြည့်ကြပါဦးโอเคပါခင်ဗျာ